မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ April 29ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးမြို့မဟာအောင်မြေမြို့နယ်နေအင်ချမ်းမြေရောင်းဝယ်သူအငိမ့်စားပေါမောက်ခအမျိုးသမီးကြီးတအူးကိုအတိမိတ်ဆွေအင်ချမ်းမြေပွဲစားကအိမ်လိုက်ကြည့်ဖို့ခေါ်ဆောင်သွားပြီးတော့ လူရတက်ဖြတ်မှုအေပီလ25ရက်နေ့ကဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အသည့်အင်ချမ်းပြေပွဲစားကလှုပ်သွားတာပါ။ပတိန်ကြီးဘက်ကိုအိမ်ပြဖို့ဆိုပြီးတော့မျှာခေါ်သွားတာ။ပိုင်ဆိုင်သမျှတွေအကုန်လုံးကိုရိုက်နှက်ပြီးတော့တိုက်ယူသွားတာလို့တေဆုံးသူရဲ့မိသားစုဝင်တဦးကလူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်။တေဆုံးသူဟာအသက်66နှစ်အရွယ်အငိမ့်စားပါမောက်ခဒေါက်တာထွေးထွေးဆိုသူဖြစ်ပြီးတော့တကိုယ်ဒီအပြိုကြီးဖြစ်ကအိမ်ချမ်းပြေအရောက်ဝယ်လောက်ကင်နေသူဖြစ်တယ်လို့သိရပါတယ်။လူတက်လူရက်မှုကျူးလွန်သူကိုစစ်ကောင်စီအုပ်စုကဖမ်းဆီးနိုင်ခြင်းရှိမရှိကိုတော့အခုချိန်ထိမသိရသေးပါဘူး။ ါဘူးစစ်အာဏာသိမ်းပြီးတဲ့နောက်မှာမန္တလေးမှာလူတက်မှုလူရမှုဓမြမှုတွေဇက်တိုက်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီအုပ်စုကကျူးလွန်တဲ့သူတွေကိုဖမ်းဆီးတာနည်းနေတယ်လို့မြို့ကန်တွေကပြောပါတယ်လက်ရှိမန္တလေးမြို့မှာတော့စစ်ကောင်စီအုပ်စုကလက်နက်ကိုင်းတွေဖြစ်တဲ့ပြူစောတိတွေတွေးတောက်တွေနဲ့ရက်ရွာလုံးချုံရေးအမိကန်အပြယူနီဖောင်းဝတ်တွေကြီးစိုးတောင်းချမ်းနေပြီးတော့ရက်ွက်တိုင်းလုံးလုံးမှာရုံးတွေရှိတယ်လို့လမ်းပေါ်တွေမှာလည်းဂိတ်ဖွဲ့ပြီးတော့ငွေညစ်တာတွေကိုနေရာတိုင်းနှီးပါးမှာလုပ်နေတယ်လို့မြို့ကန်တွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးချမ်းမြသာစီမြို့နယ် အောင်ပင်လေရောက်ွားမှာရှိတဲ့ရွှေစာမဏိရွှေဆိုင်ကိုအေပီလာ28ရက်နေ့နေ့လယ်ပိုင်းမှာပျောက်ကြားယူနီဖောင်းဝတ်ဆင်ထားသူနှစ်ယောက်ဦးဆောင်တဲ့အဖွဲ့ကဓမြတိုက်သွားပြီးတော့ရွှေတွေယူဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မဏိကနေ့လယ်3နာရီကမန္တလေးမြို့အောင်ပင်လေရောက်ွားမှာရှိတဲ့ရွှေစာမဏိရွှေဆိုင်တဲကိုပျောက်ကြားယူနီဖောင်းဝတ်ထားတဲ့အမျိုးသားနှစ်ယောက်နဲ့အရက်ဝတ်အမျိုးသား၃ယောက်ဝင်လာပြီးတော့စိုင်းရှင်ကိုတန်းတန်းနဲ့ချိန်ကကောင်တာတွေကရွှေတွေနဲ့လက်ကင်ဖုန်းတစ်လုံးကိုလူယူသွားတယ်လို့မြို့ကန်တယောက်ကပြောပါတယ်။ချမ်းမြသာစီကငလျင်တန်ခံခဲ့ရတဲ့မြို့နယ်ထဲမှာပါပါတယ်စစ်သား တွေအများကြီးရှိတဲ့နေရာမှာနေခင်းဘက်ကြီးတောင်ဓမြတိုင်မှုဖြစ်တယ်ဆိုတော့စဉ်းစားလို့တော့မရဘူးဗျာရွှေတွေရောဖုန်းတွေရောပတ်သွားပါတယ်ရွှေစာမဏီရွှေဆိုင်ကို Honda ကားအမဲရောင်နဲ့ အမျိုးသား9ယောက်ရောက်ရှိလာပြီးတော့ဆိုင်းရှင်ကိုတန်းတန်းနဲ့ချိန်ကရွှေကောင်တာအတွင်းထဲမှာရှိတဲ့ရွှေ23ချက်သားနဲ့လက်ကင်ဖုန်းတစ်လုံးကိုယူသွားတာလို့အုတ်ချုပ်ရေးနဲ့နီးစပ်တဲ့သတင်းအရင်းမြစ်ကပြောပါရယ်ဒူးဘုံချုပ်ကြီးမျိုးမိုးအောင်ရုံထိုင်တဲ့ချမ်းမြသားစီမှာဖြစ်သွားတာနော်အဲ့ဒါတော်တော်လေးကိုလုံချုပ်ရေးတင်းကျပ်ထားတဲ့နေရာပါဓမြတိုက်တဲ့9ယောက်မှာဥဆောင်တဲ့သူတွေကစီယူနီဖောင်းတွေနဲ့ကာလာတန်ဘို3600ကျော်ဘုံပတ်သွားပါတယ်ပိတ်ဆို့ပြီးတော့ရှာဖွေတာတော့မမီသေးဘူးဓမြတိုက်မှုဖြစ်ပွားပြီးတဲ့နောက်ချမ်းမြသားစီမျိုးနယ်အတွင်းစစ်တပ်နဲ့ရဲတွေကပိတ်ဆို့ရှာဖွေပေမဲ့ ်ပြည်မှုကျူးလွန်တဲ့သူတွေကိုအခုချိန်ထိဖမ်းမမိသေးဘူးလို့သိရပါတယ်။2024ခုနှစ်စက်တင်ဘာလ10ရက်နေ့ကလည်းချမ်းမြသာစီမြို့နယ်မြို့တစ်တရက်က80တလန်းနဲ့101ဘီလန်းကချောင်းချောင်းရွှေဆိုင်ကိုအမျိုးသား9ရောက်ကဓမြဝင်တိုက်ခဲ့ပြီးတော့ရွှေဆယ်ဘိတ်သားနဲ့ငွေသိန်း1000ကျော်ကိုလွတ်ယူသွားတဲ့ဖြစ်စဉ်လည်းရှိခဲ့ဘူးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကူတိုင်းတာယာဝတီခေယလက်ပဒန်းမြို့နယ်ကိုင်းတော်အုပ်စုစင်တလင်းကျေးရွာဖုန်ကြီးကျောင်းဝင်းအတွင်းမှာဝင်းရောက်တပ်ဆွဲထားတဲ့စစ်သားများကိုဝင်းရောက်ပစ်ခတ်တိုက်ခိုက်ရာဗိုလ်ကြီးတအုပ်အပါဝင်၄ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ26ရက်နေ့မနက်9:00နာရီခန့်ကလက်ပံမြို့နယ်ကိုင်းတော်အုပ်စုစင်တလင်းချေးရွာဖုန်ကြီးကျောင်းဝင်းအတွင်းထဲမှာစစ်ကောင်စီတပ်သားများရောက်ရှိနေကြောင်းတရင်ရတဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကရှင်းလင်းရန်တွားရောက်ခဲ့ရာစစ်သား15ဦးခန့်ကိုတွေ့ရှိခဲ့ရတယ်လို့သိရပါဗါဒါကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့ရမှာ ဗိုလ်ကြီးတုံးနဲ့စစ်သား၃ဦးဒဏ်ရာအပြင်းထန်ရရှိပြီးတော့ကျန်တဲ့စစ်သားများဟာလည်းထွက်ပြေးသွားတယ်လို့သိရပါဗါဒါကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကနေပြည်တော်ရှင်းလင်းရေးလှုပ်ဆောင်ခဲ့ရမှာစစ်သားများစီးနှင်းလာတဲ့ဆိုင်ကယ်၃စီးကြီးစံတွေထိမှန်ပြီးတော့ပျက်စီးနေတာကိုတွေ့ခဲ့ရတယ်လို့ပြောပါဗါအသေးပြောက်တော့မရှိဘူးဗျကျွန်တော်တို့ဝင်ပြတော့မခုခံနိုင်မဲနဲ့နီးဆိုင်ရာတွေကိုပဲထွက်ပြေးကြတာထိမှန်တာတော့များတယ်သူတို့ရဲ့ဆိုင်ကယ်တွေလည်းအကုန်ပြက်စီးကုန်နေတိုက်ပွဲအပီသူတို့ကိုလိုက်ရှာပေးမဲ့မတွေ့ရတော့ဘူးမနဲ့မိုးလင်းလို့သူတို့ဘက်ကစစ်ကူတွေတက်လာပြီးရှာကြတော့ သုံးပွင့်ဗိုလ်တအုပ်နဲ့စစ်ခွေးသုံးကောင်ဒဏ်ရာရတယ်လို့တော့သတင်းရတယ်ကျွန်တော်တို့လည်းစခန်းကိုပြန်ရောက်နေပြီဖြစ်လို့စစ်ကူစစ်ကြောင်းကိုမမီလိုက်တော့ဘူးစစ်ကူစစ်ကြောင်းလည်းပြန်ဆုတ်သွားပါပြီပစ္စည်းတွေတင်းစီရမိတာတော့မရှိဘူးဆိုင်ကယ်တွေလည်းပျက်စီးသွားလို့အဲ့ဒီနေရာမှာပဲစုပုံထားလိုက်ခဲ့တယ်ဆိုင်ကယ်ကသုံးစီးပျက်စီးပြီးတော့ကျန်ခဲ့တာပါလို့ရွှေတန်းပြည်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုတာယာရီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အမှတ်တတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့တပ်ခွဲများဖြစ်ကြတယ်။ရွှေတန်းနေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့မိုးညိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေအနေနဲ့ရွာထဲမှာမနေစေချင်တော့ပါဘူး။စစ်ခွေးတွေကကာဗာရနေတာကျွန်တော်တို့ဘက်ကလက်နက်ကြီးနဲ့ထုရင်ပြည်သူတွေရှိတော့ရှောင်နေရတယ်လို့ရွှေတန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းနယ်ကရင်ပြည်ဒေသနယ်စပ်မိုးပြင်းမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရန်အတွက်စစ်ကောင်စီရဲ့ခမရ၄နှစ်နှစ်တက်ကအင်အား300ဝန်းကျင်နဲ့စစ်ကြောင်းထုံးနေတဲ့အတွက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ28ရက်နေ့မနက်9:00အချိန်ကစပြီးတော့မိုးပြင်းမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရအတွက်ခမရ၄နှစ်နဲ့တပ်စခန်းကအခုလအတွင်းမှာဒုတိယအချိန်ဖြစ်နေမြေပြင်ကနေစစ်ကြောင်းထိုးလာသလိုတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်နစ်နာမှုများတဲ့အတွက်ကြောင့်ဖဲကုံရိုက်ကော်ဘက်ကနေပြီးတော့လက်နက်ကြီးနဲ့မိုးရွာသလိုပစ်ကူပေးနေတဲ့အပြင် Jet Fighter တိုက်လေယာဉ်တွေပါအသုံးပြုပြီးတော့တိုက်ခိုက်နေတယ်လို့ရှမ်းတောင်စစ်ဒေသခွင် PDF ဗျူဟာအမှတ်တက်သတင်းနဲ့ပြန်ကြားရေးဌာနကပြောပြထားပါတယ်။မနေ့ကတိုက်ပွဲမှာတော်လရေးဘက်ကတယောက်မြင်းနဲ့ဆွာအသက်ဆုံးသွားခဲ့ရပါတယ်။၃ယောက်ထိပါတယ်။ ဟိုဘက်ကတော့နေမြင့်ရှင်းလေးမသွားနိုင်တော့အတိအကျမသိရသေးဘူးလို့၎င်းကရှင်းပြထားပါတယ်။ကြာဆုံးသူဟာမိုးပြတ်တက်ရင်တက် P31001 တက်ရင်ကျွဲကြိုတက်ခွဲကရဲဘော်ကြော်ရှိန်ဖြစ်ပြီးတော့ AB 28ရက်နေ့မှာခမရ၄နှစ်နဲ့တက်ကအင်အားတရာကျော်နဲ့ ထိုးစစ်ဆင်လာတဲ့တိုက်ပွဲမှာကြာဆုံးရခြင်းဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကလက်နက်ကြီးလေရင်တို့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်မိုးပြန်မြို့လူလူနေအိမ်များအများအပြားထိမှန်ပျက်စီးခဲ့ရသလိုတိုက်ပွဲအတွင်းမှာအပြန်အလှန်တိုက်ခိုက်ရင်းနဲ့လက်နက်ကြီးလေရင်ပြစ်ကူတို့ကြောင့်ရှေ့ကာကင်းတစ်ခုပေးလိုက်ရကချေမုံရီတက်တဲ့ရဲဘော်၃ဦးထိခိုက်ဒဏ်ရာရရှိပြီးတော့တအူးဟာပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။လက်ရှိမှာတိုက်ပွဲတွေငြိမ်နေတော့လေတိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက်ပြည်သူများအနေနဲ့ ်မိုးပြဲမျိုးဘက်ကိုဖြတ်တန်းသွားလာလိုပါကမြေပြင်အခြေအနေတွေစုံစမ်းပြီးမှသွားလာကြရင်ထပ်မံသတိပေးလိုတယ်လို့ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်တဲ့သတင်းနဲ့ပြည်ကြားရေးဌာနကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်မူဟောင်းစစ်ထောက်ချုပ်ဗိုလ်ချုပ်ဇော်ဟင်းကိုအကြမ်းဖက်စစ်ကောင်းဆောင်ကဒုတိယဗိုလ်ချုပ်ကြီးရာထူးကိုတိုးပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ထောက်ချုပ်အဖြစ်နဲ့ခန့်အပ်ပြီးတော့လေးလအကြာမှာဗိုလ်ချုပ်ဇော်ဟင်းကိုဒုဗိုလ်ချုပ်ကြီးအဆင့်ကိုရာထူးတိုးမြှင့်ပေးလိုက်တာဖြစ်ပြီးတော့နေပြည်တော်စေယုံမှာပဲတာဝန်ပေးထားတယ်လို့နေပြည်တော်သတင်းရင်းမြစ်ကပြောပြထားပါတယ်စစ်ထောက်ချုပ်ဖြစ်ကတဲ့ကလူမြင့်ခွင်းကနေပြီးတော့ပျောက်သွားတာနေပြည်တော်မှာပဲခေါ်ထားပြီးတော့သူ့ကိုစေယုံမှာထားထားတာရာထူးတိုးပေးတာတိတ်မကြသေးဘူးဒီလာထဲမှာပဲတိုးပေးလိုက်တာ ဗိုလ်ချုပ်အေးမင်းစိုးတို့ထက်နောက်ကျတယ်လို့ရှင်းပြထားပါတယ်စစ်ထောက်ချုပ်ဟာစစ်အင်ဂျင်နီယာညွှန်ကြားရေးမှုယုံထောက်ပံ့တဲ့ပို့ဆောင်ညွှန်ကြားရေးမှုယုံစစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှုယုံနဲ့လျှက်စစ်နဲ့စစ်မှုအင်ဂျင်နီယာညွှန်ကြားရေးမှုယုံတို့ကိုတိုက်ရိုက်ကိုကဲရတာလို့အငိမ့်စားအရာရှိတယောက်ကရှင်းပြထားပါတယ်ကကရာကကပတ်ကကနတ်နဲ့ကကလျှက်ဆိုတဲ့လက်ယုံတက်၄တက်ကိုတိုက်ရိုက်ကိုကဲတာဗိုလ်ချုပ်၄ဦးကိုအုပ်ချုပ်ရတာဆိုတော့ ဒုဗုံချုပ်ကြီးအဆင့်ကိုတိုးပေးလိုက်တာလို့ရှင်းပြထားပါဗါးအာနာသိန်းစစ်ခေါင်းဆောင်ကပြီးခဲ့တဲ့ဇန်နဝါရီလ31ရက်နေ့ကဗိုလ်ချုပ်ဇော်ဟိန်ဗိုလ်ချုပ်ပြည်စုံလင်ဗိုလ်ချုပ်ကျော်ကျော်ဟန်နဲ့ဗိုလ်ချုပ်အောင်ကျော်ကျော်တို့၄ယောက်ကိုရာထူးတိုးမြှင့်နေရာအပြောင်းအရွှေ့တွေလုပ်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံစမုတ်စခေါင်မဟာချိုင်မှာမြန်မာများအထွတ်အတီးတန့်ဖွင့်လှစ်ထားတဲ့အပန်းဖြေဖြောပြေးရေးနေရာကိုထိုင်းအာဏာပိုင်များကဝင်ရောက်စီးနှင်ခဲ့ပြီးတော့တရားမဝင်လုပ်ငန်းလုပ်ဆောင်မှုများနဲ့အတူလက်နက်နဲ့မူးယစ်ဆေးပြားများကိုပါဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ28ရက်နေ့မနက်ပိုင်းကမြန်မာများအထွတ်အတီးတန့်ဖွင့်လှစ်ထားတဲ့အပန်းဖြေနေရာကိုထိုင်းအာဏာပိုင်များပါဝင်တဲ့ ဌာနပေါင်းစုံပါဝင်တဲ့အဖွဲ့ကဝင်းအောင်စီးနှင်းခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီအပန်းဖြေနေရာဟာဘာစားတောက်ဆိုင်ကာရာအိုကေဘီလျက်ခုံများပါဝင်တယ်လို့သိရပါဗါဒါအပြင်လက်နက်နဲ့မူရဲဆေးပြားများကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗါအဲ့ဒီဖမ်းဆီးမှုဟာမြန်မာတအုပ်ရဲ့သတင်းပေးတိုင်ကြားချက်ကြောင့်ဖြစ်ပြီးတော့မြန်မာများအနေနဲ့အခုလိုမျိုးခွင့်ပြုချက်မရှိဘဲအပန်းဖြေဖျော်ဖြေရေးလုပ်ငန်းများဖွင့်လှစ်လုပ်ကင်ခွင့်မရှိဘူးလို့သိရပါဗါအခုကထိုင်းမှာက ။ online ဈေးရောက်တာကစလို့ဆိုင်သေးသေးဆိုင်ကြီးကြီးအိမ်ချမ်းကြီးပွဲစားအေဂျင့်စတဲ့လုပ်ငန်းတွေမှာမြန်မာတွေလုတ်ကင်နေကြတာတွေကိုအတော်ကြီးကိုဖမ်းဆီးနေပါတယ်။ဖမ်းတယ်ဆိုတာကနှစ်ပိုင်းရှိတယ်ဗျ။တိုင်လို့ဖမ်းတာရယ် online ပေါ်နဲ့ Facebook TikTok တို့မှာတက်ပြီးတော့ငါကဒီမှာကြည်စမ်းအလုတ်ဖြစ်တယ်တွေ့လားဆိုပြီးတော့တက်ကြွယ်တာတွေကြောင့်ပါ ထိုင်းတွေကစီးပွားပြက်နေတဲ့အချိန်မှာမြန်မာတွေကစီးပွားဖြစ်နေတာမျိုးကိုထိုင်းတွေဘက်ကလည်းဒီတိုင်းကြည့်မနေနိုင်ကြပါဘူးကို့မြန်မာတွေကလည်းနည်းနည်းလေးစီးပွားဖြစ်လိုက်တာနဲ့ TikTok တို့ Facebook တို့မှာတက်ပြီးတော့ကြွားကြတာစောင့်မြင်ကပုံမှန်တွေလည်းပါပါတယ်လို့ဘန်ကောက်မြို့မှာရှိတဲ့ငွေလဲနဲ့ခီးသွွားအေဂျင့်လောက်ကိုင်းနေသူမြန်မာစီးပွားရေးသမားတို့ကရှင်းပြထားပါတယ်ထိုင်းနိုင်ငံ Smoke စခုံမှာရှိတဲ့မြန်မာတီးတန့်ဖြောပြေးရေးနေရာကိုထိုင်းအာဏာပိုင်များပါဝင်တဲ့ဌာနပေါင်းစုံအင်အား200ကျော်နဲ့ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရိတ်သတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပတ်စစ်အာဏာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ